င်္ဂလာပါခင်ဗျရှုံခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာပြည်သူတွေကိုလင်းနဲ့ဘုံကျဲတပ်ဖြတ်နေတဲ့မြန်မာစစ်ကောင်စော်မဲအွန်လိုင်းရဲ့လုံရက်ကူအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်တို့ကနှုတ်ဆက်နေမှုပေါ်ထိုင်းလွတ်တော်အမတ်ကန်ဝီဆုံဆန်းကမေကွန်ထုတ်လိုက်ပါတယ်နေပြီးတော့ဥက္ကဋ္ဌတီရီမြို့နယ်လမ်းပိုင်းအထိတော်လိုင်းကြီးတပ်တွေကဆစ်ဆဲမှုတွေတက်လို့တဲ့အချိန်အကြံဖတ်စစ်ကောင်စီတက်ရင်ကပ္ပစာ73ကဘုံမှုဖြိုးမင်းကျော် တက်ချက်အောင်စွန်နိုင်တဲ့ရဲဒုတက်ချက်ထုံးပြေဆောင်ဆိုသူတို့ကိုငွေချက်3000ကျော်နဲ့အတူဖမ်းမိပေမဲ့စေကောင်းစီတက်ရဲတက်ခိုက်မှုကြောင့်ပုံဦးစလုံးသိကုန်ကြပြီငွေချက်3000ကျော်ကိုတော့တော်လိုင်းတက်တွေကအမိရသိသိနိုင်ခဲ့တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုဘရောင်းဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ မြန်မာပြည်သူတွေကိုလေးနဲ့ဘုံကျဲတပ်ဖြတ်နေတဲ့မြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့လောက်ရက်ကိုအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်တို့ကနှုတ်ဆက်နေမှုအပေါ်ထိုင်းလွတ်တော်အမတ်ကန်ဒူဝီဆုံဆန်းကသူ့ရဲ့လူမှုကွန်ရက်ကနေတဆင့်မေကွန်ထုတ်လိုက်ပါတယ်။ဒါကတော့လက်ရှိမှာမြန်မာရေးနဲ့ပတ်သက်ပြီးအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့အတူအကြံပေးဖြစ်တဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်တို့ကအပြုသဘောဆောင်တဲ့ဆက်ဆက်ညှိနှိုင်းရေးနဲ့ကြားဝင်ခဲ့ကြပေမဲ့တဖက်မှာအဲ့ဒီကြားဝင်ဆက်ဆက်တဲ့အချိန်လက်ရှိစေရစွေကောင်းမင်းအွန်လိုင်းကျူးလွန်နေတဲ့လောက်ရက်တွေကိုကြည့်ဖို့လိုအပ်တယ်လို့ဆိုထားပါတယ်။ လက်ရှိအချိန်ထိလဲစီရာဇဝဲကောင်မဲအွန်လိုင်းဟာအမားတွေကိုဇက်တိုက်လုံနေစေဖြစ်ပြီးအခုရပိုင်အတွင်းမှာတင်လေချောင်းတိုက်ခိုက်မှုတွေနဲ့မြမပြည်သူတွေကိုတပ်ဖြတ်နေစေပဲဖြစ်တဲ့အတွက်အဲ့ဒီလိုကိုပြည်သူကိုပြန်တက်နေတဲ့မဲအွန်လိုင်းလိုလူမျိုးကိုစစ်ဆက်ညှိနှိုင်းမှုဆိုပြီးလက်ဆွဲနှုတ်ဆက်ခဲ့ကြတဲ့အာဆီယံဥက္ကဋ္ဌနဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်တို့မှာပါတာဝန်ရှိတဲ့အပြင်မဲအွန်လိုင်းရဲ့ကျူးလွန်မှုလောက်ရက်တွေအပေါ် အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်နဲ့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်တို့ကဘာကြောင့်နှုတ်ဆက်နေတာလဲဆိုတဲ့မြန်မာထိုင်းနဲ့မလေးရှားသုံးနိုင်ငံလုံကပြည်သူတွေရဲ့မိကွန်းတွေကိုဖြေချဖို့လိုအပ်တယ်လို့လည်းထိုင်းလွတ်တော်အမတ်ကနဝီစုံစမ်းကထောက်ပြပြောဆိုလိုက်ပါတယ်ခင်ဗျာ မှာတော့နေပြီးတော့ဥဒရသီရီမြို့နယ်လမ်းမိုင်းအထိတော်လိုင်းရေးတပ်တွေကစစ်ဆေးမှုတွေတက်လုပ်တဲ့အချိန်အကြံပါစစ်ကောင်စီတက်ရဲကပ္ပစာ73ကဗိုလ်မှူးဖြိုးမင်းကျော်တက်ချက်အောင်စော်နိုင်တဲ့ရဲဒုတက်ချက်ထုံးပြေဆုံးဆိုသူတို့ကိုငွေကျပ်3000ကျော်နဲ့အတူတော်လိုင်းရေးတပ်တွေကဖမ်းမိပြီမဲ့စစ်ကောင်စီတက်ရဲတက်ခိုင်းမှုကြောင့်သုံးစလုံးပြေကုန်ကြပြီငွေကျပ်3000ကျော်ကိုတော့တော်လိုင်းရေးတပ်တွေကအမိအရာသိမ်းဆည်းနိုင်ခဲ့တယ်လို့ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ ဧပြီလ19ရက်နေ့ကပဲအချက်ဖက်စကောင်းစီဌာနချုပ်ရုံးဆိုင်ရာနေပြီးတော့ဥဒရာတီရီမြို့နယ်လမ်းမိုက်တနေရာအထိပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA တပ်ဖွဲ့က3နာရီကျော်ကြာတဲ့အထိကိုစစ်ဆေးမှုတွေလှုပ်ဆောင်တဲ့အချိန်အချက်ဖက်စကောင်းစီတပ်ရဲ့ကပ္ပစာ73ကဗိုလ်မှူးဖြိုမင်းကျော်တက်ချက်အောင်စောနိုင်တဲ့ရဲဒုတက်ချက်ထုံးပြေစုံစို့သူတို့ကိုငွေကျပ်3000ကျော်နဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုပါလေအဲ့ဒီနောက်တော်လိုင်းရဲဘော်တွေက အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ဗိုလ်မှူးဖြိုးမင်းကျော်အပါဝင်စစ်သုံးမှတ်ပုံးနဲ့အတူပြန်ဆုတ်လာတဲ့အချိန်အကြံဖက်စစ်ကောင်စီတပ်ကအနောက်ကနေလိုက်လံတိုက်ခိုက်မှုကြောင့်အဲ့ဒီဗိုလ်မှူးဖြိုးမင်းကျော်တက်ကြအောင်စော်နိုင်တဲ့ရဲတုတက်ကြထုံးပြေဆုံးဆိုသူတို့၃ဦးစလုံးဟာအသေးသေးတေကုန်ကြပြီသူတို့နဲ့အတူပါလာတဲ့စစ်ပဆိုင်ရာအတုံးဆောင်တွေနဲ့ကာလတန်ဖိုးငွေကျ၃000ကျော်ကိုတော့တော်လန်ရေးတက်တွေကအမိအယာသိမ်းဆီးနိုင်ခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတက်မတော် PLA တက်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်ခင်ဗျာ ဖက်မှာလေကလေးမျိုးတောင်မဲမှာရှိတဲ့အချမ်းဖက်စကောင်စီတက်နေပြူစော်တီစကန်၅ခုကိုတော်လိုင်းပူပေါင်းတက်တွေကတက်ခိုက်သိမ့်ပိုက်မှုအတွေ့စေကောင်စီတက်တာမပါအလောင်း90ကျော်နဲ့အတူလက်နက်ခဲရင်အမြောက်များသိမ့်ကြီးရရှိခဲ့တယ်လို့ CDF KKG တပ်ဖွဲ့ဥက္ကဋ္ဌကိုတိုင်ကသတင်းစာရှင်းလင်းပွဲမှာရန်ကုန်ခေတ္တကိုအတည်ပြုပြောလိုက်ပါတယ်ဒါကတော့ ဒီကနေ့ဧပြီလ21ရက်နေ့မှာ CDF KKG Major Operation နဲ့ဆက်ဆက်တဲ့သတင်းစာရှင်းလင်းပွဲကို CDF CNA နဲ့ CDF KKG တို့ပူးပေါင်းကျင်းပတဲ့အချိန် CDF KKG တပ်ဖွဲ့ဥက္ကဋ္ဌကိုယ်တိုင်အတိအပြုပြောလိုက်တာပါအဲ့ဒီလိုတော်လိုင်းပူးပေါင်းတပ်တွေတင်ပိုက်လိုက်တဲ့ကလေးမျိုးတောင်ပိုင်းကအချက်ဖက်စစ်ကောင်စီတပ်နဲ့ပြူစော်တီစခန်း9ခုတည်းကကမ်မာနီစခန်းသိမ်းတိုက်ပွဲမှာဆိုရင်စစ်ကောင်စီတပ်သားမပါအလောင်း15လောင်းကျော် မှန်တော့နဲ့အောင်တရာစခန်းသိမ်းတိုက်ပွဲတွေမှာဆိုရင်စစ်ကောင်စီတပ်သား15လောင်းအတိအကျရရှိထားပြီးကျန်တဲ့တပ်စခန်းသိမ်းတိုက်ပွဲတွေကရရှိထားတဲ့စစ်သားအလောင်းတွေနဲ့ပေါင်းရင်စုစုပေါင်းစစ်ကောင်စီတပ်သားမသားလောင်း90ကျော်အထိရှိတဲ့အပြင်လက်နက်ခဲယံအမြောက်များကိုလည်းတော်လိုင်းရေးတပ်တွေကသိမ်းဆည်းရရှိခဲ့တယ်လို့ CDF KKG တပ်ဖွဲ့ဥက္ကဋ္ဌကိုတိုင်ကသတင်းစာရှင်းလင်းပွဲမှာအတိအပြုပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ပဲခူးတိုင်းကအုတ်ဖို့မြို့နယ်မှာ PDF တွေတေးရရင်လာခဲ့ဆိုပြီးစိန်ခေါ်ခဲ့တယ်။ငရှင်ရိုးအုပ်စုအုပ်ချုပ်ရေးမှုနိုင်ဦးဆိုတဲ့သူပြစ်ခတ်ခံရပြီးပွဲချင်းပြီးကိုတေးသွားပြီလို့တာယာဝရီခိုင် PDF ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဧပြီလ20ရက်နေ့ဖြစ်တယ်မနေ့ကပဲဘကိုးတိုင်းကအုပ်ဖို့မြို့နယ်မှာ ပီဒီအက်တွေတည်ရင်ရင်လာခဲ့ဆိုပြီးစိန်ခေါ်ခဲ့တယ်ငရှင်ရုပ်အုပ်စုအုပ်ချုပ်ရေးမှုနိုင်ဦးဆိုသူကိုပီဒီအက်တရင်38တုံညာနှစ်တက်ခွဲလေးပီဒီအက်ရဲဘော်တွေကပဲတွားရောက်ပြစ်ခတ်ရှင်းနေရမှာဥကောင်တက်တဲ့ကိုကြည်စံတစ်ချက်ထဲနဲ့တင်ပွဲချင်းမိကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီနောက်အုပ်ချုပ်ရေးမှုနိုင်ဦးစီကနေသူနဲ့အတူပါလာတဲ့လက်ပစ်ပုံးနှလုံးနဲ့အတူအချက်လက်တွေပါတဲ့လက်ကင်ဖုန်းကိုပါတော်လိုင်းရင်တက်တွေကတင်စီရရှိခဲ့ပြီးအဲ့ဒီအုပ်ကြီးနိုင်ဦးဆိုတဲ့သူဟာ စစ်ကောင်စီအတွက်လူငယ်တွေကိုစစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးဓာတ်တွေအကြီးအကျယ်လုပ်နေသူဖြစ်တဲ့အပြင်စစ်မှုထမ်းအကြောင်းပြပြီးပြည်သူတွေစီကနေပါမတရားချင်းချောင်းငွေညှက်တောင်းရနေုံနဲ့မက PDF တွေတေရရင်သူစီလာခဲ့ဆိုပြီးစိန်ခေါ်ခဲ့တဲ့သူလည်းဖြစ်တယ်လို့သူစိန်ခေါ်ထားတဲ့ PDF လက်ချက်နဲ့ပဲအခုတော့သေပြီလို့တာယာဝီခံ PDF ရဲ့တာဝန်ရှိသူတူကပြောထားပါလိမ့်ခင်ဗျ တဆက်ထဲမှာပဲမန္တလေးတိုင်းကညောင်ဦးမြို့နယ်မှာဂျပန်စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေနဲ့အပေါင်းပါ၅ဦးပြစ်ခတ်ခံရပြီ၅ဦးစလုံးသေကုန်ကြပြီလို့ဗကန်ဘလူးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ညောင်ဦးမြို့နယ်အတွင်းမှာပဲဧပြီလ16ရက်နေ့ညပိုင်းကစစ်ကောင်စီခန့်ရွာပလဲကျွာအုပ်ချုပ်ရေးမှုခင်မောင်ကြီးနဲ့စေအမှုနိုင်လင်းစိန်ဧပြီလ16ရက်နေ့မှာတော့မြင်းကြီးကျွာအုပ်ချုပ်ရေးမှုရဲတင့်နဲ့အပေါင်းပါသမတ်ဇော်မင်းထေးဧပြီလ18ရက်နေ့မှာတော့ မြေသင်းတွင်ကြေးရွာအုတ်ချုပ်ရင်းမှုရဲထွန်းဆိုသူတို့ဟာတော်လိုင်းရေးတပ်တွေရဲ့ပြစ်ခတ်ရှင်းလင်းမှုအတွင်မှာပဲအသီးသီးတိတ်ကုန်ကြပြီဆိုပါလေအဲ့ဒီလိုပြစ်ခတ်ရှင်းလင်းခံရတဲ့ညအုပ်မျိုးနယ်တွေကစစ်ကောင်စီကအုတ်ချုပ်ရင်းမှုတွေနဲ့အပေါင်းပါငါးဦးစလုံးဟာအကြမ်းဖက်စစ်ကောင်စီကိုအကြီးကျယ်ထောက်ခံတဲ့သူတွေဖြစ်တဲ့အပြင်စစ်ကောင်စီအတွက်လူငယ်တွေကိုစစ်မှုထမ်းမှုတပ်သားတစ်စုဆောင်ပေးတာတွေနဲ့ငွေညစ်တောင်းရန်ဓာတ်တွေကိုတောက်အောင်ရှောက်လုပ်နေုံနဲ့မကစစ်တပ်အားကိုနဲ့ ပြည်သူတွေကိုပါနှီးမျိုးစုံဖိနှိပ်ချင်းချောင်းနေသူတွေဖြစ်ပြီးအခုတော့ပေကုန်ကြပြီလို့ဗကန်ဘလူးတပွဲတာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ။အဖတ်မှာတော့ဒင်းနိုင်တိုင်းဒဝဲခိုင်းဒဲကအချက်ဖက်စကောင်စီရဲ့ထိထဗျူဟာစကန်သိန်းတိုက်ပွဲမှာစေကောင်စီဘက်ကဗျူဟာမှုအပါဝင်ရှိသူများစစ်အင်အားအယောက်100နီးပါးဟာအကုန်လုံးတေကုန်ကြတဲ့အပြင်လက်နက်ခဲယမ်းတွေနဲ့အမြောက်များသိမ်းဆည်းရရှိထားတယ်လို့ပုံပြင်းမျိုးနဲ့ပြည်သူရဲတပ်ဖွဲ့ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ်ကတော့ဒင်းသာရီတိုင်းဒဝဲခိုင်ဒက်ကဂျက်ဖက်စကောင်စီရဲ့ထိထဗျူဟာစကန်သိန်းတိုက်ပွဲကိုတော်လိုင်းပူပေါင်းတပ်တွေကဧပြီလ12ရက်နေ့ကပဲစတင်ခဲ့ပြီးတဲ့နောက်ဧပြီလ16ရက်နေ့မှာတော့စကန်တစ်ခုလုံးကိုအပိတ်သိမ်းပိုင်နိုင်ခဲ့တယ်ဆိုပါလေအဲ့ဒီစကန်သိန်းတိုက်ပွဲအတွင်းအဂျန်ဖက်စကောင်စီဘက်ကလေကြောင်းပြေကူတွေပါတောင်းလျှောက်ပေးနေတဲ့ကြားကပဲတော်လိုင်းတပ်တွေကလည်းအပြင်းထန်ထိုးစစ်ဆင်တိုက်ခတ်ရမှာနောက်ဆုံးတော့အဲ့ဒီထိထဗျူဟာစကန်ကြီးတစ်ခုလုံးကိုတော်လိုင်းတပ်တွေကအပိတ်သိမ်းပိုင်နိုင်ခဲ့ပြီး လေချောင်းတိုက်ခိုက်မှုအတွင်းတော်လိုင်းရဲ့ရပ်ပေါ်တူလည်းမြင့်မြတ်စွာအသက်ပေးလူသွားရသလိုစစ်ကောင်စီဘက်ကတော့စကန်းသိန်းတိုက်ပွဲအတွင်းမှာတင်ဗျူဟာမှုအပါဝင်ရှိသမျှစစ်အင်အားအယောက်၁၀၀နီးပါးဟာအကုန်လုံးတေကုန်ကြတဲ့အပြင်စကန်းတွေကနေလက်နက်ခဲရဲ့အမြောက်များကိုလည်းတော်လိုင်းရဲ့တပ်တွေကသိမ်းဆီးရရှိခဲ့တယ်လို့ဗုဒ္ဓမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ